လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောရမှာသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်ဆိုရင်တော့ကရှိလို့တယောက်တည်းမနေနိုင်ဘူးမြေမြေတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာ တယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပြီမဲ့လို့ကြောချင်းပြေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုံစံတွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိတယ် ယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်။ဘလူအတွေးနဲ့ဘလူနေကြသလဲတော့မသိဘူးနော်။တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူး။နေတော့တော့နှစ်ယောက်။အစမီပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ ငြင်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီပုရဘသာတွေမှမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းလိမိအလုံးလို့ဩတာ သူတယောက်တည်းနေမယ်လိမိအလုံးဆိုပြီးတော့အော်တယောက်တည်းနေပြန်တော့လေလုံးလီးဖြစ်တယ်ကြောက်ပြန်တယ်နော်လုံးလီးဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နေရသွင်းလောက်ပဲဆင်ပြေးတယ်နောက်ရကြဆင်ပြေးလူတဘာဝကတွေးစားရအခက်ကြီးပဲ တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတဲ့တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားတော့တရားထဲနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက် နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့ဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာ ရှိမျောကြည့်လိုက်တယောက်မှမရှိနောက်လည်းကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်ခြင်းတဲ့နေရာထိုင်လို့ရတယ်ထိုင်ခြင်းတဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရာတာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ ကိုကိုတယောက်တည်းအေးချမ်းနေတယ်တယောက်တည်းနေရတဲ့အရာတာကိုမြတ်စွာဘုရားရဲ့တပည့်တွေကပထမဆုံးတာဝကကြီးရှင်ကွန်တေညဆိုတယောက်တည်းနေသွားတာဟောတပည့်ဆက်ကြတရားဟောတော့ကတော့ပိစဝဂီ၅ပါးအတုနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာ ရှင်ကုန်ညတယောက်တည်းနေတာဘယ်သူနဲ့မှမတွေ့ရတဲ့နေရာသွားနေတယ်ဘယ်သွားနေတုန်းဆိုရင်ဖိမွန်တာတောင်ချေကတောင်နန်းထဲမှာဆရတ္တဆိုတဲ့ရေရေအိုင်ကြီးရှိတယ်အဲ့ဒီဆရတ္တရေအိုင်ကြီးနားမှာကမ္ဘာကြောင်းလေးနဲ့နေတယ်တပါးတယ်